ရခိုင်ကမြို့နယ်တချို့မှာစီးဝါဖြစ်လောင်ကစားတွေပြုလုပ်လာတာကို တွေ့ရှိလာရတဲ့အတွက်အရခပြည်သူတော်လှန်ရေးအစိုးရကတားမြစ်ပိတ်ပင်လိုက်တယ်လို့သိရပါဗျ။ရခိုင်မှာစီးဝါဖြစ်ဖေးကစားတာဒိုးဆက်ကစားတာအပါအဝင်တခြားလောင်ကစားပြုလုပ်တာတွေမပြုလုပ်ကြဖို့မြို့နယ်တချို့မှာအရခပြည်သူတော်လှန်ရေးအစိုးရရဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာနတွေကအခုရက်ပိုင်းအတွင်းမှာဆော်အော်နေပြီလို့ဆိုပါတယ်။ စီးပွားအဖြစ်လောင်းကစားပြုလုပ်တာဟာမိသားစုတွေရဲ့စီးပွားကိုပျက်စီးနိုင်တဲ့အတွက်ကြောင့်အခုလိုကန့်သက်လိုက်တာကောင်းနေလို့ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ကိုစောစောထုံးကပြောပါရယ်လုံချုံရင်အယစိုးရင်နေကြချင်းမိဘပြည်သူတွေရဲ့စားဝတ်နေရေးအလွန်ခက်ခဲနေချိန်မှာဝိသမလောဘသားတွေရဲ့ဆင်ကျင်ုံတရားမထားဘဲစီးပွားဖြစ်လောင်ကျဲထက်ကဖေးကစားရာဒိုးဆက်ကစားရာတွေအပါအဝင်တခြားနီလန်းတွေနဲ့လောင်ကစားပြုလုပ်နေကြတာတွေကိုလွေလာတွေ့ရှိရတယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးဌာနတွေရဲ့အခုရက်ပိုင်းထုတ်ပြန်ချက်တချို့မှာရေးသားထားပါတယ်။အဲဒီလောင်ကစားပြုလုပ်တာကိုမြို့နယ်တချို့မှာတာဝန်ရှိသူတွေက စော်အော်ရာတတိပေးတာတွေကိုပြုလုပ်ထားပြီးလိုင်းနာမုံမရှိသူတွေကိုတော့တီစီဥပဒေအရထိရောက်စွာအရေးယူသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။